ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Study with Rose Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ပြပြသွားပေမဲ့ပုံမြင်လေးရဲ့နာမည်ကတော့လေသမားလေးရဲ့မှော်ဝေဦးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒူဒူနာဆင်လိုက်ရအောင်နော်တစ်ခါတုန်းကရွာတရာမှာအလုံးစင်းရလာတဲ့လေသမားလေးတယောက်ရှိပါတယ်သူ့ရဲ့နာမည်ကတော့ဂိုပီပါ တနေ့မှာလေသမားလေးကိုပီဟာစိတ်ညစ်ညစ်နဲ့သူ့ရဲ့လေခွင်းစီကို သွားခဲ့ပါတယ်။နှွေရသည်ဖြစ်ပါလျက်သူ့ရဲ့လေမစပားတပင်မှမထွက်လာသေးတာကြောင့်သူစိတ်ပြက်လက်ပြက်ဖြစ်နေတာပါ။အင်းဒီနေ့လေငါရဲ့လေထဲမှာဘာပင်မှထွက်မလာသေးဘူး။ငါရှေ့ဆက်ဘယ်လိုလုပ်ရမလဲ။အခုဆောင်ရမယ့်အချိန်စပားလေးကိုငါမပို့နိုင်လို့ရှိရင်ငါတို့ဒုက္ခရောက်တော့မှာပဲကွာ။ နောက်တနေ့မနက်မှာတော့ဂိုပီဟာသူ့ရဲ့ကြမ်းတမ်းဆောက်သွင်းနေတဲ့လဲကွင်းကိုတူးရင်နဲ့တူးတဲ့အချိန်မှာမာကျောတော့အရာသခုနဲ့ထိမိသွားပါတယ်ဒါနဲ့သူကဆက်ပြီးတော့တူဖို့ကြီးလိုက်တာ OG တလုံးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ဟမ်ငားရဲ့လေထဲမှာဒီ O ကဘာလာလုံနေတာလဲ ပြီးတော့အိုးရဲ့အထဲမှာလည်းဘာမှလည်းမရှိဘူးအချိန်ဒီကုန်ဆုံးသွားပြီးပြင်ပခဲ့ပြီးမယ်ရှာတွေးခဲ့တာကအထဲမှာဘာမှမရှိတဲ့အိုးတစ်လုံးဖြစ်နေတာကြောင့်သူကအယံကိုစိတ်ဆိုးသွားခဲ့ပါတယ် လေသမားလေးကူပီဟာအယံကိုမောပန်းနေပြီဖြစ်တာကြောင့်သူ့ရဲ့တူရင်ကိုအိုးထဲကိုပစ်ထည့်လိုက်ပြီးတော့သူကတော့တစ်ပိတပိရဲ့အရေးအောက်မှာသွားအိမ်နေခဲ့ပါတယ်။ခဏကြာမှ သူအိယာကဒိုးလာခဲ့ပြီးအိမ်ကိုပြန်ရင်သူ့ရဲ့တူရင်ကိုယူမလို့အလုံးမှာအိုးထဲမှာတူရင်အချောင်းတရာရှိနေတာကို တွေ့လိုက်ရပါတယ်။ဖယားကြီးဘလို့ဖြစ်တာလဲ။ငါ့မှာတူရင်ကတချောင်းမဲ့ရှိတာပါ။အခုဘလို့လုတ်ပြီးတော့ဒီလောက်တောင်များသွားတာလဲ။ ဂိုဘီဟာအိုးတဲကတူးရင်းနေအလုံးကိုထုတ်ပြီးတော့သူ့ရဲ့ခေါ်ပြားတလက်ကိုအိုးတဲကိုပြန်ထည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာချက်ချင်းပဲမျက်လက်ဆက်ဆံခေါ်ပြားအချောင်းတရဟာအိုးထဲကို ရောက်လာခဲ့ပါတယ်။ဟုတ်ပြီ။ဟုတ်ပြီကွဒီအိုးကတာမန်အိုးတလုံးမဟုတ်ဘူးပဲ။မှော်ဝင်အိုးတလုံးပဲကွ။ ဟိုပီဟာအရန်ကိုပျော်ရွှင်သွားပြီးတော့မြူတူစွာဖြင့်အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့သူဟာအိုးကိုထပ်ပြီးဆန်းသက်ဖို့အတွက်သူကကြအုပ်တလုံးကိုအိုးထဲထည့်ခဲ့ပါတယ်။ခဏအကြာမှာချက်ချင်းပဲအိုးထဲကနေပြီးတော့ကြအုပ်အလုံးတရာရောက်ရှိလာပါတယ်။โอ้ไงเมสซี่โกเราก็ไม่ยอมနိုင်ဘူးกว่าถ้าပြီးတော့ဆန်းသက်ကြည့်ရမယ် အဲ့ဒီနောက်မှာသူဟာပန်းဒီတလုံးကိုထတ်ထဲလိုက်ပါတယ်။မကြခင်မှာပန်းဒီအလုံးတရာကအိုးရဲကိုရောက်လာပါတယ်။ကိုပီကထပ်ပြီးတော့ပါမုတ်တလုံးကိုအိုးရဲကိုပြန်ထဲလိုက်ပါတယ်။ခါတိုင်းလိုပဲပါမုတ်တွေဟာလည်းအလုံးတရာတီတီအိုးရဲကိုရောက်လာခဲ့ပါတယ်။ဟုတ်ပြီကွအခုဆိုလို့ရှိရင်ငါရဲ့၆တွေ့နေတဲ့လဲရမြေအလုပ်ကိုမလုပ်เสียမလို့တော့ဘူး။ဒီပွားများလာတဲ့ပစ္စည်းတွေကိုဘရင်ရဲ့ဈေးထဲမှာတွားရောင်းရမယ်။ ။အဲ့ဒီလိုနဲ့လေသမားလေးကိုပီဟာအိုမပွားများလာတဲ့ကုတ်ပစ္စည်းတွေကိုဘရင်ရဲ့ဈေးထဲမှာနေတိုင်းတွားရောက်ခဲ့ပါတယ်။ပြီးတော့နေ့တိုင်းတစ်နေ့တစ်မျိုးကုတ်ပစ္စည်းအစ်စ်တွေကိုဈေးမှာရောင်းချခဲ့ပါတယ်။ ဒီနေ့အဝတ်အစားဆိုနောက်နေ့မှာဟင်းဒီဟင်းရွက် နောက်နေ့မှာပယ်မျိုးမျိုးအစားရှိသည့်ဖြစ်ဈေးထဲမှာတွန်းရောက်ချခဲ့ပါတယ်။သူနေ့တိုင်းရောင်းကောင်းနေတာမြင်တော့အခြားကုန်တယ်များက သူ့ကိုမနာလိုဝန်တူဖြစ်လာခဲ့ကြပါတယ်။ကုံတဲ့တူကသူ့ရဲ့အကြောင်းကိုဘရင်ရဲမတ်တယောက်စီမှာတွားပြီးမဟုတ်မမှန်တိုင်ကြခဲ့ပါရဲ့အဲ့ဒီရဲမတ်ကနောက်တနေ့မှာကိုပီးရဲ့နောက်ကိုလျှို့ဝှက်ပြီးတော့လိုက်သွားခဲ့ပါရဲ့ ဘိုးဘီဟာသူ့ရဲ့နောက်ကိုရဲမန်လိုက်လာတာကိုမသိဘဲနဲ့အိမ်ထဲကိုဝင်ပြီးတော့မော်အိုးကိုယူပြီးတော့တက်ကလေးတစ်ကောင်ကိုအိုးထဲထည့်လိုက်ပါတယ်။မကြခင်မှာပဲအိုးထဲမှာတက်ကလေးအကောင်တရာတိတိရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာ ပရင်ပေါင်းကနေခိုးကြီးနေတဲ့ရမတ်ကသူ့ရဲ့မျက်လုံးကို သူမယုံနိုင်အောင် ဖြစ်သွားခဲ့တာပေါ့ကျက်ကလေးတကောင်ဟာမတော်တဆအိုးတဲ့ကိုထပ်ပြီးတော့ပြုတ်ကျသွားတဲ့အခါမှာတော့ကျက်ကလေးနောက်ထပ်အကောင်တရာတတိပြန်ထွက်လာခဲ့ပါတယ်။ရဲမတ်ကသူမြင်ခဲ့တဲ့ထူးဆန်းတဲ့မော်အိုးအကြောင်းကိုဘရင်စီကိုတွားလျှောက်တင်ခဲ့ပါတယ်။ ဘယင်ကြီးကဂိုပီနဲ့သူ့ရဲ့မော်ဝင်အိုးကိုချက်ချင်းယူလာခဲ့ဖို့ရဲမတ်တွေကိုစီခိုင်းခဲ့ပါတယ်။ဂိုပီဟာဘယင်အရှိကိုရောက်လာတဲ့အခါမှာတော့ဘယင်ကြီးကသူ့ကိုငါရဲ့တိုင်ဖြီထဲမှာတွေ့တဲ့ပစ္စည်းတွေအားလုံးကငါကိုယ်တော်ပိုင်တဲ့အရာတွေပဲ။အခုချိန်ကစပြီးတော့ဒီမော်ဝင်အိုးကိုလည်းဘယင်ဘန္နာတော်အဖြစ်သိမ်းဆီးလိုက်ပြီ။ဘယင်ရဲ့စကားကြောင့်ဂိုပီဟာစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဘရင်ကြီးက အခုကစပြီးတော့ကဘာပေါ်မှာငါဟာချမ်းသာဆုံးဘရင်ဖြစ်လာတော့မယ်ဒီမော်ဝင်အိုးထဲမှာဘာတွေရှိနေလဲဆိုတာကိုငါတည်တည်ချာချာကြည့်ရအောင်မယ်။အဲ့ဒါမှဒီမော်ဝင်အိုးပြက်စီသွားလို့ရှိရင်လည်းငါနောက်ထပ်အစ်တစ်ခုကိုဖန်တီးနိုင်မှာ။အဲ့ဒီချိန်မှာဘယင်ကြီးကမော်ဝင်အိုးကို အနီးကပ်ကြည့်ဖို့အတွက်သွားနေရင်ခြေချောကသူ့အိုးထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ မနေ့ပိုင်းတော့မကြခင်ပါပဲခမထဲမှာဘယင်အယောက်တရာအိုးတဲကနေပြီးတော့တယောက်ပြီးတယောက်ထွက်လာခဲ့ပါတယ်ရဲမတ်ကြီးကလည်းဘယ်ဘယင်ရဲ့အမိတ်ကိုနာခံရမလဲမသိအောင်ဆိတ်ရှုပ်သွားခဲ့ပါတယ်ဘယင်တွေကလည်းနန်းလူနေကြပြီးတော့တယောက်နဲ့တယောက်အချင်းချင်းစကားများကပြန်ဖြစ်နေကြပါတယ်ဘာကမှဘရင်အစ်စ်ကမင်းလိန်နေတာငါကမှဘရင်ကမင်းညာပြောနေတာငါကမှဘရင် ။ဘာပီယေလို့ပြောနေတာလေ။မော်အိုးရဲ့အနေရကိုတည်မြင်သွားတဲ့ကိုဘီဟာသူတို့တွေရန်ဖြစ်နေတဲ့အထင်ကိုအခွင့်ကောင်းယူပြီးတော့ အိုးကိုတိတ်တဆိတ်ယူပြီးတော့ထပ်ပြေးလာခဲ့ပါတယ်။ဂိုပီဟာထပ်ပြေးလာရင်းနဲ့ကြောက်ကမ်းမဆုံးကိုရောက်တဲ့အခါမှာတော့အိုးကိုပစ်ချလိုက်ပါတယ်။အဲဒီလိုနဲ့မော်ဝင်အိုးကလည်းအစိမ့်စိမ့်အမွာမွာကွဲသွားကပျက်စီးသွားခဲ့ပါတယ်။အဲဒီနောက်မှာဂိုပီရဲ့လက်ခွင်းဟာစပါးပင်ပြန်လည်ပေါက်လာခဲ့ပါတယ်။အဲဒီအချိန်မှာတော့ဂိုပီတယောက်နားလဲသွားခဲ့ပါတယ်။တကယ်တော့မော်တက်တီကမီစီလွာကိုပြန်လည်ကောင်းမွန်အောင်ပြုလုပ်ပေးနိုင်တာမျိုးမဟုတ်ပဲ ်သူအလုပ်ကိုစူးစမ်းမှသာစပားရရှိမှဖြစ်ကြောင်းသူသဘောပေါက်သွားခဲ့တာပေါ့အဲ့ဒီနောက်မှာတော့လေသမားလေးကိုပီဟာ အရင်ကထက်အလုပ်တွေကို ပိုပိုစူးစမ်းလောက်ကင်က သူ့ရဲ့တော်ရလေးမှာပဲတသက်လုံးချမ်းသာကြွယ်ဝစွာဖြင့်ပျော်ရှင်စွာနေထိုင်ခဲ့တာပေါ့ကွယ် ခုလိုပုံမြင်လေးတွေကြည့်ရတာသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လေးကိုနှိပ်ပြီးတော့ notification လေးကိုနှိပ်ထားပေးပါနော်။ဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။တာယာသောနေ့လေးဖြစ်ပါစေရှင်။